အလုံးဝမင်္ဂလာပါ Crackcraft Channel နဲ့ကြိုဆိုပါရစေ။ဒီနေ့ပြောမှာတော့ကျွန်တော်က Minecraft Beta Version မှာအသစ်ပါလာတဲ့အရာတွေကိုပြမှာဖြစ်ပါရစေ။ဒါဆိုစီရင်စားလိုက်အောင်။အရင်ဆုံးဝိုးထောင်တဲ့နေရာမှာပြောင်းလဲသွားတာအရောအဲတုံးနေကြ Grass Block တဲ့အပြင်တခြား Flower ပုံစံတွေလည်းတုံးလို့ရလာပြီပဲဖြစ်ပါရစေ။ ပြီးတော့ဒီပီတာပါရှင်မှာအစ်စ်ပါလာတာကတော့ကျိုးချီနေအစ်စ်တွေပဲဖြစ်ပါတယ်။ဒီကျိုးချီနေအစ်စ်တွေကတိမ်ဖို့ဆောင်ရည်ကိုလည်းလွယ်ကူစေပါတယ်။ပြီးတော့ကျင်ညာထားတာလည်းတိမ်ကြသေးပါဘူး။အရင်တော့ဆိုကျိုးချီရင်မောတကောင်တွေကိုပဲခြိလို့ရတာဖြစ်ပြီးတော့ကြတော့ဝေးဝါလို့ရှင်လည်းကျိုးကအော်တိုပြတ်ကျသွားပါတယ်။အခုကအဲ့လိုမဟုတ်တော့ပါဘူး။ဖက်ပီကကိုလည်းကျိုးခြိလို့ရပါတယ်။ပြီးတော့ကြတော့မောတွေကိုလည်းတကောင်နဲ့တကောင်ကျိုးဆက်ပြီးခြိလို့ရပါတယ်။ ကိုကယိုးကျိုးချစ်တာမဟုတ်ဘဲနဲ့အမော့တကောင်နဲ့တကောင်ဆက်ပြီးကျိုးချစ်ချင်လို့ရှင်ဘေးနာစနိလောက်ပြီးတော့ကြာတော့အထက်ဆိုရဲဟာပုံမှန်နှိပ်ရပဲဖြစ်ပါတယ်

ဖီလ်တာနဲ့ gas နဲ့အစီးတိုင်းပုံစံ smooth ဖြစ်မှာဖြစ်ပါတယ်ဖီလ်တာနဲ့ happy gas နဲ့ပဲကြိုးချီလို့ရမှာမဟုတ်ပါဘူးတခြားအမိုင်ခရက်တွေမှာပါတယ်ကြိုးချီလို့ရတယ်မော်တော်မြင်များနဲ့လည်း gas နဲ့ကြိုးချီလို့ရပါတယ် ပြီးတော့ Minecraft ရဲ့ official shader ဖြစ်တဲ့ Vibrant Visual ကလည်းဒီထဲမှာထည့်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါပေမဲ့တချို့ဖုန်းတွေတော့မရပါဘူး။ Android ဆိုရင် X Client က30နဲ့အထက်ပြီးတော့ကြာတော့ PC ရော iOS တို့ကလည်းအဲ့ဒီမှာပြတာနဲ့မြင်းမှာဒုမောအဲ့ဒါရပြတာရဲ့အရာနဲ့2မှာပဲရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီ shader မြင်ရလဲစိတ်ပူစရာမလိုပါဘူး။ Minecraft 1.5 22 official version ထွက်လာလို့ရှင်เนาะဖုံးနိုင်ရမှာဖြစ်ပါတယ် ဒါဆိုဒီနေ့ video လေးကတော့ဒီလောက်ပါပဲ video ဆောင်ကြည့်ပေးကြရတူတယောက်ချစ်စီကိုလည်းအထူးကျေးဇူးတင်ရှိပါတယ် video ကြိုက်နေတဲ့ခင်လည်းကျွန်တော် channel subscribe လုပ်ပေးခဲ့ကြပါအောင်အဆိုနောက် video ကြမှာပြန်ပေးကြမယ်အားလုံးပဲတက်တာ